။နောက်ဒီဇာကားလေးမှာလည်းတေဝါလုံးကလည်းဝိုင်းဝန်းကြ။ဇွာလေးလေးချုပ်ဖို့ကောင်းတယ်။နောက်ပြီးတော့တေဝါလုံးကလည်းပြောရရင်တော့အမှုပြည်ရှင်တွေပေါ့ကလေးတစားနဲ့နံမိုးထားတယ်။အဝိုင်းဝန်းကူညီနေတယ်။အဲမင်္ဂလာဆောင်ခန်းလေးဆိုရွာလူတွေငုံနေလို့သူတို့တော့ပြန်တနာပါ။အဲဒေဂုံလေးဖြစ်ဖြစ်ဘာလို့လဲ။ Help me very far ဩဒီအဘာဘောအကိုကကိုကလိုက်ရိုက်ကူးရဲကားတယ်မင်းမတို့တော့ကစပိုးရီးလောက်ရတယ်အကိုကိုတိုင်းလည်းပါတယ်နောက်ကလည်းပန်ပိုးရတယ်အများတမ်းပေါ့အကိုတော့မှဒီသားစုလိုလိုက်ပြီးဝိုင်းရံပေးရတာဒီကားမှာတော့ဆရာတော်ဘက်နဲ့ကတော့ထတော်ထတော်ပါပေါ့ထတော်ပါတော့အဲကျွန်တော်တော့တရွာလုံးခိုင်းပေါ့တရွာလုံးခိုင်းရွာစော်ပေါ့အဲအကိုကထတော်ပိုင်ရှင်ပေါ့အဲဆရာတော်ဘက်နဲ့ပေါ့အားလေးပေါ့အဲမင်းသားလေးတွေကလည်းပြောရရင်တော့ ဒီကားလေးတော်တော်ကောင်းတယ်။ဒါဆိုတော့928နဲ့1500နဲ့အချစ်အကြောင်းလေးကိုဖွင့်နေထားတဲ့ကားလေးပေါ့။ဒါပေမဲ့ရွာတလေးလေးတွေလည်းပါတယ်။အဲကစားပွဲလေးလည်းတကယ်ပျော်စရာကောင်းလို့ပါတယ်။နောက်ပြီးတော့ဒီကားလေးကကုစုလည်းရတယ်။ဒါဆိုအဲကျွန်တော်တို့စပြီးရိုက်တော့6ရက်9နဲ့ရိုက်တယ်။10ရက်နေ့မှာအဲရေနည်းနည်းကြီးတော့ကျွန်တော်အမရေကြီးနဲ့ခဏ3ရက်နားပြီးတော့ကျွန်တော်တို့ပရိုက်တိုင်းလောက်อ่ะအဲ့ဒီမှာကျွန်တော်တို့လူပညာတွေက လှူနိုင်တယ်ပေါ့နော်ပထမတစ်ခေါက်ဒုတိယတစ်ချိန်နှစ်ချိန်တော့ကျွန်တော်လှူနိုင်တယ်ပေါ့အဲအဲမှာဟောပေါ့တက်ကုန်းမှာရေးကြီးတဲ့ချိန်ကျွန်တော်ရိုက်တဲ့နေရာနဲ့ရှိတာပေါ့အဲမှာကျွန်တော်တို့အကုန်လုံးမင်းသားမင်းသမီးတွေအကုန်လှူကြတာပေါ့အဲဒါလေးကျွန်တော်လှူရတယ်အဲဒါအောင်စီအောင်မောင်းရဲ့အပရိုက်တာအဲဒါလေးပေါ့အဲအဲဒါလေးအဲအဲ့လိုမျိုးလေးပေါ့လှူရတတ်ရတယ်အကုန်အကုန်နဲ့ကတော့ဘာပဲလှုပ်လို့ပါကျွန်တော်အများတန်းရှိတယ်မပါသည်ဖြစ်စေပါသည်ဖြစ်စေဘေးနားမှာဝိုင်းရံရတာပေါ့နော်မိသားစုအေးရစာဝိုင်းပေးတော့ အဲကိုနေရာလေးနဲ့ကိုနဲ့ကျွန်တော်တို့တွေကစူးစမ်းတဲ့နေရာလေးတွေကြတော့သူ့နေရာနဲ့သူကိုနေရာနဲ့ပို့ပေါ့အကူကတော့အကဲပြတ်ပြီးထားတာပေါ့အကူကတော့မိသားစုပါပဲဒါပဲလို့လို့အကူစိုးတာလို့တော့ကောင်းလို့ကိုဒီပေါ်လည်းတန်းကြီးခံတယ်ကိုတွေကလည်းအကူရဲ့အပေါ်မှာတန်းကြီးမခံဘူးစိုးတာပေါ့ခါကြတော့ဆရာတပည့်တွေကမတက်တယ်မရှိစိတ်ကောက်တာရှိတယ်နောက်တစ်ပတ်လောက်ပြန်ပြေသွားဗျာမင်းအဲမင်းငါပွဲမလိုက်လို့မင်းငါခေါ်တာကိုမင်းမလိုက်ဘူးအင်းတော့မှတ်တာတော့ငါခေါ်နေတော့မင်းတော့ဘာဖြစ်လဲညာတော့အဲ့ဒါကအမြဲတမ်းခေါ်ပါလေကိုကလည်းဒီဘက်က ကိုဟိုဖိတ်ထားတဲ့ပွဲလေးတွေသွားတိုက်လေအကိုပွဲမလိုက်ပြင်လေအဲအကိုကတော့ပြောတာပေါ့နော်ဒါပေမဲ့ကိုကနောက်ပိုင်းဒီဘက်မှာပါပြီးတော့မိသားစုဆန်တဲ့ပွဲလေးတွေကြတော့ဘက်ကမိသားစုရတဲ့တက်လို့ကြာအကိုမလိုက်ပြင်တော့အဲ့လိုပြောပါမကြောက်အကြောက်နောက်နေ့ကိုကခါသွားပြန်ခွေပြီးသွားတာပဲညာအများကြီးပဲကိုပြောကတော့ကျွန်တော်တော့ဟိုပါပေါ့ကိုပြောကိုပြောအိုင်နေကတော့ လောကကျွတ်စီအားပါကျွန်တော်ကြိုက်တဲ့အခါတခါရှိညီနဲ့ညီရောက်ကိုတားလိုက်ပါနေတို့ကိုကြည့်ပြောတယ်ဟိုနေတို့ကလည်းမင်းတို့ခဲတန်းกว่าမင်းတို့လှုပ်ဆန်းกว่าပေပေးတဲ့အခါကြီးအဲ့မှာပြည့်တဲ့ငိုတာဗောအဲနောက်ဆုံးမှအခြေဆိုဒီမှာရုံနေလာကြည့်ဒါနဲ့နဲ့လောက်ကြအဲ့လိုမျိုးလေးတွေပေါ့ကားလေးကအဲ့လိုမျိုးလေးဖြစ်ပါတယ်တကယ်ဂျီနုဆက်ကောင်းပါတယ် တာတော့ညီပါခမ ्या ပြောသလိုကြွားမလားဟာစေတနာနဲ့ပြောနေတာခမ ्या ကိုစကားလူလိုပြောနေတာနော်ဟုတ်ကဲ့ဒီကဟာသနဲတယ်ဗျဒီသားလူချစ်ချင်းလေးနဲ့ဒါပေမဲ့အဲ့ဒါမှအတီလေးနဲ့နှောက်နှောက်သွားတယ်ကြောက်စရာကောင်းဘာလဲတော့မထင်တာပဲနဲ့ twist လေးနဲ့လဲလဲကွာအားလေးတွေတကယ်တကယ်တကယ်ပါဘောဒိုင်လုံးရောညီလေးရောအဲ့ဒါမှချစ်ဖို့ကောင်းတာကိုပြိုးလေးပဲအပြိုးလေးကသူသူရှိတဲ့အိုင်လင်းလေးနဲ့သွားတာအားလေရိုးရိုးလေးလာချစ်ဖို့ကောင်းတယ်အဲ့ဒါလည်းအမေမန်နေဂျာနဲ့ညီငါနဲ့ပြောနေအဲ့ဒါအဲ့လိုပဲ အခုလည်းအဲ့လိုပဲအပြေပါသာကိုယ့်အကူဆယ်ကရက်ရာကရက်ဖြစ်နေပြီကွာအေးစေးပဲကိုယ့်ကိုကိုယ့်လုံနဲ့ကိုယ်ဟောကြလာတယ်အဲ့လိုအဲကျွန်တော်ဒီဘက်မှာလည်းကျွန်တော်လည်း program ကိုယ်လည်းသူ program သူ့လုံနဲ့သူကိုယ့်လုံနဲ့ကိုယ်အာဆာအာဆာဖာဆာအဲ့လိုမျိုးလေးတွေပေါ့သူတဲ့ဆိုတော့နားလည်မှုလေးတွေအတူတူပဲရှိတယ်အခုလည်းသွားတိုင်မင်းနဲ့ကိုယ်ကလည်းကျွန်တော်တို့ဟဲ့အမင်းတလူကြောင့်ဟောဟောကိုယ်အဲ့လိုပေါ့ချက်ချင်းပြောရင်ဟိုမိသားစုအမွေခွဲလို့တော့မဟုတ်ဘူးကိုယ်ကတော့လက်ကြည့်နေတာပေါ့အဲ့အဲ့လိုပေါ့ဒါပေမဲ့ အဲ့လိမ့်မှာအများတန်းရှိပွဲတွေဆိုအများတန်းရှိတယ်ရကွေးကြတော့အကိုတို့ကအားတဲ့ချိန်ကျွန်တော်ဒီဘက်ကအားတဲ့ချိန်နဲ့တော့တိုင်းမှာအဲ့လိုမျိုးဖြစ်တာပေါ့အားရှိတယ်အများကြီးပဲအများကြီးအများကြီးအကိုကပလန်နေအများကြီးပဲကိုလည်းမရောက်တာရယ်ကိုလုံးလုံးလို့အချိန်လေးမရောက်သေးတာအဲ့ဒါလေးစောင့်နေတာပေါ့အများတန်းရှိတယ်အများတန်းခြံထဲမှာရှိတယ်အိမ်ရှိတယ်ဟိုဘယ်သွားသွားပုံရှိတာပေါ့အဲ့လိုမျိုးပေါ့အပြောရရင်တော့ငယ်တော့ထိလာတဲ့ဒူမတွေအခုဆိုရင်မြိတ်တဲ့ချစ်ချစ်မြတ်တာတရားနဲ့အခုရဲ့ training ကြောင်းနဲ့လမ်းကြောင်းအောက်မှာအောင်မြင်လာပြီဆိုတော့ ဒါကျွန်တော်တို့ကပျော်တာပေါ့အာအကုန်လုံးအခုကြီးတွေပါနည်းနည်းစီးပွားဟိုဘက်တော့တုတ်ဆောင်ဖြစ်တော့လားမသိဘူးအကိုအကိုကတော့ကလေးတွေចောင်းပြီးမှာပါအဲငငယ်တော့တော့မခိုင်းဘူးတော့နော်ငယ်တော့လည်းဒီဘက်တော့ပြောတာနောက်ပိုင်းသူတို့ကလည်းဝါသနာလိုက်နဲ့ပါလာတော့သူတို့ဖြစ်ချင်းတဲ့ဆန္ဒလေးတွေကိုကလိုက်ရောပေးလိုက်တာအခုလည်းဟိုဖေးဖေးမမပါပဲဒေသသူတွေချစ်ချစ်ခင်ခင်ပဲ